ဒုတဆုံးလင်ဘုတ်တွင်ဘွယ်ပထမ်းမြတ်ကုံဒါနာပိမံရန်ကုန်စာပြေဒါနာဗုဒ္ဓမာမကဗုဒ္ဓယဉ်ကျေးမှုအသင်းမှတမင်းငယ်လေးမတ်ဣကြာပြုရဲ့ဖြေးဆိုးပူဇော်ရမယ်ခေါင်းစဉ်အမိကတော့သူ့ကိုဖြက်က ကိုပြက်ရခေါင်းစဉ်ပဲဖြစ်ပါရခင်ဗျာစတင်ဖြေးဆိုးပူဇော်နိုင်ပါပြီခင်ဗျာ းပဲမင်္ဂလာပါရှင်ထွေတဲ့တမန်ကြီးမြောင်အသည့်သုဒ္ဓဆွန်လီပြရိပြိုင်ပွဲကြီးကိုဖြစ်မြောင်အောင်ဆောင်ရွက်ပေးပါသောသုဒ္ဓဆွန်လီဆရာတော်ဖျားနေတကွာသဒ္ဒနာငွေကြေးပေးများဖြစ်ကြကုန်သောဆရာတော်တန်ဃာတော်များအလူရှင်များသုဒ္ဓဆွန်လီပြရိပြိုင်ပွဲကြီးကိုအဘဘမအကူကြီးပံမိုးပြီးနေကြကုန်သောလူကြီးမင်းများဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံးပြုမရှိကြပန်းခဲ့သူရှင်လင်းချမ်းမြေ့ကြပါစေလို့ သမီးမဥစွာပနာမစုမုံကောင်တောင်းမြင်လိုက်ရပါတယ်ရှင်။သမီးကတော့ရန်ကုန်တိုင်းဒေသကြီးလန်တာယာမြို့နယ်ရန်ကုန်စာပြည်ဌာနဗုဒ္ဓမမကဗုဒ္ဓရည်စည်မှုအသင်းမှ လာရောက်ဖြည့်ဆို့ပူဇော်တဲ့မဲ့ဤကြာပြုပဲ ဖြစ်ပါတယ်ရှင်။သမီးပြေစုပူဇော်မဲ့ခေါင်းစဉ်လေးကတော့သူ့ကိုဖြက်က ကုပြေရဆူတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ရှင်။ဒီခေါင်းစဉ်လေးကသမီးတို့ရဲ့မြမဆူယူစကားရီထဲကတစ်ခုပဲဖြစ်ပါရဲ့ရှင်။ သူကိုဖြက်ကကိုပြေရဆိုသလိုပဲသူတပါးကိုဖြက်စီခြင်းအနေဖြင့်အောင် ပြုလုပ်ခြင်းဟာနောက်ဆုံးမှာတော့ကိုကိုတိုင်းပျက်စီခြင်းဒုက္ခရောက်ခြင်းများကိုဖြစ်စေတတ်ပါရဲ့ရှင်အလယ်လီနဲ့ပြောရမယ်ဆိုရင်တော့ကုပြုတိကံကုထံပြန်ဆိုသလိုပဲပေါ့ရှင်။သမီးတို့ပြုလုပ်ထားတဲ့လုပ်ရတိုင်းဟာ သမီးတို့အပေါ်ကိုတိုက်ရိုက်အကျိုးတရားမှုတွေရှိနေပါရဲ့ရှင်။ အဲ့ဒီအချက်ကြောင့်လေအများအကျိုးဆောင် ကိုကျိုးအောင်သူ့ကိုဖျက်ကကိုပြရဆိုတဲ့စကပုံလေးတွေပေါ်လာတယ်လို့လည်းထင်မိပါတယ်ရှင်ဒီအကြောင်းအရာလေးကိုသမီးတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထတော်အခါကဝတ္ထုလေးတပုံနဲ့တရကပြပြရစီရှင်လူလေးပြီးတော့အခါကဗာယနတိပြီးမှပြပရမင်းကြီးအုတ်ချုပ်စင်အခါကပေါ်ရှင် ပရင်သုံးမုံကိုတဖက်ကန်ရအောင်တမြောက်တဲ့ဒိတာပမုခဆရာကြီးတဦးကမတကပတ်လူတန်ပိုးအတွက်သိုးလူခေါ်တဲ့စေကလာတကောင်ကိုမြင့်မာရေချိုးပေးပြီးလယ်မာပန်းကိုဆုကလန့်သားနဲ့လငါးချောင်းရရိုက်ပြီးငါစီခေါ်ခဲ့လို့တပယ်တွေကို စေကန်းခဲ့ပါရဲ့ရှင်တပယ်တွေကလည်းဆရာကြီးရဲ့စေကန်းချက်အတိုင်းပြုလုပ်ခဲ့ကြပါရဲ့ရှင် ဒါပေမဲ့လည်းအဲ့ဒီစိတ်ကလဟာရှေးဘဝကအဖြစ်အပျက်တွေကိုပြန်လည်မြင်နိုင်တဲ့ဇာတိတရဉဏ်ကိုရရှိတဲ့စိတ်ကလဖြစ်နေခဲ့ပါတယ်ရှင်ပုံနာကြည့်တဲ့ရောက်တဲ့အခါမှာစိတ်ကလာဟာရှေးဥစွာဟဟပပရဲမောပြီးနောက်ဆုံးမှာချုံမေချာခါကိုလိုက်ပါတယ်ရှင်။ဒီအချင်းရာကိုမြင်လိုက်ရတဲ့ပုံနာဟာအံ့ဩသွားပြီးစိတ်အားယခုလိုမိခဲ့ပါတယ်ရှင်။ အချင်းစိတင်ဟာရှိဥစွာဟဟပပရဲ့ပြီး နောက်ဆုံးမှာအဘဲကြောင့်ချုံမေချာကငွေရပါတလေဟုမိလိုက်တဲ့ခါမှာတော့စိတ်ကအချင်းပုံနာငါလည်းရှိခါတော့ကတင်လိုပုံနာတူဖြစ်ခဲ့ဘူးပါတဲ့ဒါပေမဲ့မတကာပဲလူတန်းမှုအတွက်စိတ်ကလားတကောင်ကိုတက်ခဲတဲ့ပါဏာတိပါတာအကုသိုလ်ကံကြောင့်ငါဟာ499ဘဝခေါင်းပြက်ပြီးရောတည်ခဲ့ရပါတယ် ဒီဘဝဟာနောက်ဆုံးဘဝဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းသာလို့ရင်မောရခြင်းဖြစ်ပါတယ်။ဒါပေမဲ့သင်္ကာရောငါကိုတက်ပြီးဘဝ900ကောင်းပြက်ကတည်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းနေလို့ငိုကြွရခြင်းဖြစ်ပါတယ်လို့ပြောကြလိုက်ပါတယ်ရှင်။ဒီအကြောင်းအရာကိုသိလိုက်ရတဲ့ပုံနာကြီးဟာတတိတံဝေကရသားပြီးရောစိတ်ကလေးကိုအလွတ်ပေးလိုက်ပါရဲ့ရှင်။ အလိုလိုမြောက်သားတဲ့စိတ်ကလေးဟာနေရာတစ်ခုသို့အရောက်ကြောက်ဖြာတတ်မှပေါက်နေတဲ့ခြုံကမြက်ကို စားဖို့ရန်ကြိုးပမ်းလိုက်ပါတယ်ရှင်။အဲ့ဒီအချိန်မှာပဲ သူလှုပ်ထားတဲ့အကုတိုကန်က အကျိုးပေးပါတော့တယ်ရှင်။ကောင်းကင်ထမ်းမှာမူကျိုးတကူပါကြောက်ဖြာတတ်သူကြပြီးရောကြောက်ချက်လာဟာသူ့ရဲ့လေပင်မောကြကခေါင်းပြက်ပြီးတည်ခဲ့ရပါတယ်ရှင်။ ်တည်ရဖြစ်ပြတဲ့ပြီးနောက်မှာသမီးတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားလောင်းတော်ဖြစ်တဲ့ရက်ကဆိုးနတ်မင်းက လူအပေါင်းကို ကိုထင်ရှားပြကတတဝါတို့ကိုတပြည့်ညင်ဆဲခြင်းမှရှောင်ကြဉ်ကြရင်ထို့သို့ပြီးလို့ချင်းကြောင့်ရရှိလာမယ့်အပြစ်တွေကို ရှင်ပြကတီလာနိုင်တည်စေခဲ့ပါရဲ့ရှင်လူအပေါင်းလည်းတီလာနိုင်တည်ပြီးနှက်ပြီးတို့လာကြရပါရဲ့ရှင် ဒီဝိတုလေးကိုထောက်ကြည့်ရမယ်ဆိုရင်တော့သမီးတို့ကအကုသိုလ်ကံတွေကို ပြုလုပ်ထားမယ်ထိုအကုသိုလ်ကံတွေကကြီးမားနေမယ်ဆိုရင်သမီးတို့ပြုလုပ်နေတဲ့ကုသိုလ်တွေကဘလောက်ပဲများများဖယ်နိုင်မှာမဟုတ်ပါဘူးရှင်ဒီရဲ့ချက်ကြောင့်လေတူတပါးတွေကို မကောင်းတာတွေကြံစီပြီးရော ပြုလုပ်ကြတဲ့သူတွေခါအဲ့ဒီအကျိုးဆက်ကိုကိုကိုတိုင်းမလဲမသိခန်းစားကြရမှာပဲဖြစ်ပါတယ်ရှင် ူ့ကိုဖြတ်ကကိုပြရဆိုတဲ့ခေါင်းစဉ်ကလေးကလည်းတပားသူရီ အပေါ်မှာမကောင်းတာတွေကိုမကြံစီမပြုတ်လို့ပဲနဲ့ကောင်းတာတွေကို ပြုလို့ပြီးတော့ ။နားရည်ကိုပြုလုပ်ဖို့အတွက်တိုက်တွန်းလို့ဆိုပြီးရဲစကားလေးပဲဖြစ်ပါရဲ့ရှင်။အပရိသတ်ကြီးအပေါင်းလေတူတာပါးတွေအပေါ်မှာမကောင်းတာတွေကိုမကြံစီပဲနဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးတော့နိဗ္ဗာန်ကိုမြတ်မာပြုနိုင်ကြသူများဖြစ်ကြပါစေလို့တောင်းဆုချင်ရဲ့တမီးရဲ့ဖြစ်ဆိုပူဇော်မှုကိုဒီမှာပဲအဆုံးသတ်ဤကုန်းချုပ်ပြရစေရှင်။ယခုလိုဖြစ်ဆိုပူဇော်မှုကိုဂယုတဆိုင်နဲ့နားစင်ပေးကုန်သောဆရာတော်တန်ဃာတော်များနဲ့အပရိသတ်ကြီးအပေါင်းကိုအထူးပင်တည်ရှိတည်ရှိပါရရှင်။အ ားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။